ပြီးရိုတွေဘက်ကကချင်းတို့ဟောရခိုင်တို့ချင်းတို့ကတော့အလုံးအလားလားကောင်းတယ်သူတို့တွေကလွတ်မြောက်သွားကြမှာသူတို့တွေကငွေကအလုံးလောက်ရှိတယ်ငွေကအများကြီးအများကြီးတယံဇာတာရရတယ်ငါလည်းအကုန်ကောက်ရတာနေပြည်သူဖုတ်လိုက်တယ်အဲ့စစ်တိုက်ဖို့ငွေကအလုံးလောက်ရှိတယ်ညာအစ်စ်တိုက်မယ်အတိုင်တိုက်မယ်လူဘက်ကကျွန်တော်တို့ဘက်မှာနည်းနည်းလေးပေါ့ညာအဲအားထုတ်ဖို့လိုမယ်ကျွန်တော်ဒီလိုတွေ့ပါလေညာကျွန်တော်တို့စစ်နိုင်အောင်တိုက်မယ်သူတွေတက်လာပဲဆိုရင်မကြောက်ဘူးညာအချင်းကြီးအကုန်လုံးကအကုန်လုံးရာအိုးကြီးတို့ပဲအကုန်ပြည်နေတာဥဆောင်မယ်လူကအဲတိတိကျကျစစ်နိုင်မယ်သူတွေဥဆောင်မယ်လူပဲလို့လား ဥဆောင်မဲ့လူကောင်းလဲဆိုမကြောက်မကြောက်မကြောက်အဲ့ဒါသိကြတယ်အဲ့ဒါတော့ကျွန်တော်တိုက်တွန်းလာတော့ energy ခင်ဗျာဟလာခေါင်းဆောင်တွေလူကောင်းမူပြောင်းပြီးတော့အလဲပိုင်းကိုတိမ်ပလိုက်တိမ်ပလိုက်ပြီးလို့ရှိရင်အဲ့ဒါဟုတ်လား key ဘက်မှာရောက်နေ PDF တွေအဲ့ဒါတွေပြန်ခေါ်ခေါ်ပြီးတော့ကျွန်တော်တို့အဲ့တော့မှ EU တွေနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကနေပြည်တော်ဝိုင်းရမှာပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ကိုတိုက်ခိုက်မိနေပြူဟာဥကြီးမြင့်ချပြလိုက်ပြီးမှုအဆုံးထိနာဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာတရေသဘောတူစာချုပ်အင်စီအေကိုလက်မှတ်ရေးထိုးခဲ့တာဆက်နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ် အဲ့ဒီနေ့ကိုစကောင်စီဟာတနင်္ဂနွေလုံးလလန်းမီတလောက်ဘုံကျဲတိုက်ခိုက်နေရင်းနဲ့ပဲအဆင်လာမပြတ်ကျင်းပခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ15ရက်နေ့ကနေ19ရက်နေ့ထိကျင်းပခဲ့တဲ့ဒီပွဲကိုနိုင်ငံရေးပါတီအချို့နဲ့အေးအေးကိုချို့လဲတက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။ဒီပွဲမှာအင်စီဟေဟာအင်မတန်ခိုင်ပါတယ်လို့ပြောတဲ့နိုင်ငံရေးပါတီအချို့ကိုတွေ့ရတယ်လို့အင်စီဟေပြည့်ပြဲသွားပြီလို့ထုတ်ပြတဲ့အသံမျိုးတွေလည်းကြားရပါတယ်။အင်စီဟေကိုပြစ်ပြီးဆိုပြီးမရတဲ့အမေတဲနဲ့ပတ်သက်လူတွေရှိတယ်ဆိုပြီးပြောလိုက်တဲ့ ဘိုးဘိုးဘွယ်ကဘုံမူကြီးခွန်အုပ်ကပြောစကားကလည်းအတော်လေးရေပန်းစားသွားပါတယ်။တခါစကောင်းဆောင်ပြောတဲ့ငှက်လေးငါတို့ပကိုးရောက်ရောက်စိတ်မမွေးကြနဲ့ဆိုတဲ့စကားတွေဟာအမျော်မြင်ကြီးမားတဲ့စကားလိုထင်စရာရှိပေမဲ့တကယ်သာအမျော်မြင်ကြီးခဲ့ရင်တိုင်းပြည်ကိုအခုလိုအခြေအနေမျိုးရောက်ပါမလားဆိုတဲ့အတွေးကိုလည်းဖြစ်စေပါတယ်။ ကျွန်တော်တို့ဒီနေ့အစီအစဉ်ကတော့ NCA ရဲ့အနှစ်သာရကဘာလဲတစ်ဖက်မှာပုံကျန်းနေရင်းနဲ့တစ်ဖက်မှာငင်းချမ်းရေးခေါင်းစဉ်တက်ပြီးဆွေးနွေးပွဲတွေကျင်းပနေတာဟာယဉ်ကျေးမှုတစ်ခုလိုဖြစ်လာပြီလားတကယ်ငင်းချမ်းရေးအတွက်အဓိကလိုအပ်နေတာကဘာဖြစ်မလဲစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ဆွေးနွေးသုံးသပ်ဖို့အတွက်ဖိတ်ခေါ်ထားတဲ့ပုဂ္ဂိုလ်ကတော့တရားလွှတ်တော်ရှင်းနေရေးဆရာဦးချင်းမြင့်ဖြစ်ပါတယ်ဟုတ်ကဲ့ဆရာမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဆရာအဲ့တော့ဒီမှာပထမဆုံးမေးချင်တာကတော့အခုဆိုလို့ချင်းရအနေထားအောင်ပါပေါ့လေမြန်မာပြည်မှာကဟိုတကယ်ငင်းချမ်းတဲ့အနေထားမဟုတ်ဘူးပေါ့တစ်ဖက်မှာပုံကျဲတဲ့ တိုက်ခိုက်မှုတွေကိုနေတိုင်းလိုလိုလုပ်နေတယ်ဒီလိုသတင်းမျိုးတွေကျမတို့နေတိုင်းလိုလိုကြားနေရတယ်ပေါ့နော်လွာရီမီးစုခံရတယ်နောက်တစ်ခါဒီအတင်းရမစက်သားစုဆောင်းတာတွေလုပ်နေတယ်ပေါ့နော်လူတွေလိုက်ဖမ်းနေပေါ့နော်အဲ့တော့တစ်ခါမှတော့ဆုံးမပြောတဲ့ဒီငယ်ငယ်ရေးဆွေးနွေးပွဲဆိုတာမျိုးတွေလည်းလုပ်နေတာတွေတွေ့ရတယ်ပေါ့လေအဲ့တော့ဟိုစကြတောက်ကြပြောကြဆိုကြပေါ့နော်ဆိုတော့ဒါကြီးကယဉ်ကျေးမှုတစ်ခုလိုတောင်ဖြစ်လာသလားပေါ့လေဆရာဘယ်လိုမြင်တယ်လဲအဲ့ဒါလေးနည်းနည်းလောက်ဆွေးနွေးပေးပါလားဟိုအဲ့ဒီကျင်းပနေတဲ့ဦးစီကျင်းပနေတယ်ဆိုရှစ်မရှစ်တော့မသိဘူးဗျာကျွန်တော်တော်တော်ရှစ်တယ်ဥပမာစကားလေးရှိပါတယ်ဟိုမြင်းသူမြင်းရုံသူမရှစ်မြင်းသူရှစ်ဆိုတာလေအဲ့တော့ ဒီအဖွဲအဓိကအဖွဲကြီး6ဖွဲကနော်နည်းနည်းကြိုက်ကြိုက်ထားတယ်အဓိကအဖွဲကြီး NC မှာလည်းလက်မှတ်ထိုးထားတယ်အဖွဲကြီး6ဖွဲကဒီဟာပြက်ပြီမတက်နေတော့ဒါတက်စရာလည်းမလိုတော့ဘူးလို့ဒီလိုပူတွဲချိန်ညာတော့အဲ့ဒါကိုထပ်လောင်းပြီးတော့အတီးပြီးပြီးတော့အယောင်တောက်ပြီးလိုက်တာ RCS ကဘာလို့ကြိုးပြောလိုက်တဲ့ဘာလို့ကြိုးပြောလိုက်တဲ့စကားအချုပ်ပဲအချုပ်ပဲဒီဟာဟာအာနာသိမ့်လိုက်တဲ့အတွက်ကြောင့်မလို့ NC ရရှိတိုးလို့မရတော့ဘူးပြက်သွားပြီအဲအရှိတိုးလို့ကိုမရတော့ဘူးအာနာသိမ့်လိုက်တဲ့အတွက်ကြောင့်မလို့ NC ရလုံငန်းကြီးကလုတ်ပြရတော့ဘူးအဲသူလည်းမတက်ဘူး ဲ့ဒါအင်အားကြီးတဲ့အဖွဲ့ကြီးပဲဘုံတော့အင်အားကြီးတဲ့အဖွဲ့ကြီးဆိုတော့ကကရင် KNU ရှိတယ် RCS ရှိတယ် TNA ရှိတယ်အဲ့အဲ့လိုပေါ့နော်အဲ့လိုအဖွဲ့ကြီးတွေကအဓိကအဖွဲ့ကြီးတွေပေါ့အဲ့အဖွဲ့ကြီးတွေကမတက်ဘူးဆိုတော့ဒီဒီ NCA ဆိုတာကဘာလဲဟိုပါပေါ့လန်ဒီယာကိုမြက်လေပြရဲ့ဝိုင်းရောက်ပဲရှိရတယ်အခုတက်လာတဲ့ကိုရောကခေါင်းကောက်ဆိုတဲ့လူကထိုင်းနိုင်ငံသားခံယူထားတာနော်အနမေလေးပြောင်းထားတယ်အဲ့အဲ့ဒီ तू ကလည်းဒီမှာ तू အဲ့ပို့မှာ तू မှာဘိုက်တာတော့မှလည်းမရှိတော့ဘူးခုနိ तू ပဲဟို ဟိုတင်ရင်ကလည်းတင်ရွက်လည်းဒိုပဲဟိုဖိုးကြီးอ่ะအယောက်ကအောင်စုံမှုတည်စုဖို့တက်လာတယ်။ဒါတော့အရှက်မဲ့တယ်လူတွေကအဲ့လူတွေကတော့လေလောကမှာဟိုချိန်မချိန်ငိုင်းမချိန်ဆိုတော့ပဲငါလာလို့လားဒါမှမဟုတ်တေကန်ကြီးကိုရိတ်ခါယူတယ်ဆိုတော့ဘာစကားလို့ပဲလားမသိဘူး။တော်တော်ရှက်ဖို့ကောင်းတယ်ဗျာအဲ့ဆိုအဲ့ဟိုတင်တော့အစုံမှုတည်စုဖို့ခုံဟုတ်ကားတို့ရဲ့အဲ့လိုချက်တည်းမရှိတဲ့လူတွေဖြစ်တာနောက်ဘာတက်မှလည်းမရှိပဲနဲ့စသားလေးအဓုစီဦးစီချုပ်ကဆင်းဦးစီချုပ်ကအသက်ခံရလို့မရှိတော့ဘူးတက်လည်းပြည့်နေတယ်နော်အင်အားလေးမရှိ2000 3000လောက်ပါဗျာအဲ့ဒါစစ်တွေမှာ အဲ့မှာဆက်တာဆန်နဲ့ပေါင်းပြီးအေးအိုးပြန်တိုက်တယ်အဲ့ဒီစောမဲရာစားလင်းဆိုရင်မိမအဲ့ဒီအဲ့လိုမိမမျိုးပေါ့ဗျာနောက်တစ်ခါဒါပေါ့ဗျာဘိုတင်မောင်ရဲ့ NRC PC အဖွဲ့ဒါကတော့အထက်တင်တော့အားရှိတကယ်ဒါလည်းသူဆစ်ဆိုးရနဲ့ပေါင်းပြီးတော့တကယ်လွတ်လပ်တဲ့အဖွဲ့စီလည်းပေါ့ပေါ့မုံကလည်းတချမ်းကွဲသွားပြီတချမ်းကွဲသွားပြီအဲ့လိုတချမ်းကွဲမုံလားတချမ်းကွဲဟလားဟလား PC အဖွဲ့ဒီမကင်ရောလုံးဝမတက်ဘူးပေါ့အဲ့တော့အဲ့လိုပေါ့ဗျာအဲ့တော့ကြစ်လိုက်တဲ့အခါမှာမူလထိုးလက်မှတ်ထိုးခဲ့တဲ့အဖွဲ့ကမရှိတော့ဘူး နော်အစအနုဆုံးဂုတ်စုပ်တွေပေါ့ဗျာဟိုလိုက်တာဦးလို့ဦးလို့တုံးနေအများအားတုံးနေစကလုံးနဲ့တော့ရတယ်အနုဆုံးဂုတ်စုပ်တွေတက်တာပေါ့နော်အဲအနုဆုံးဂုတ်စုပ်တွေဝိုင်းမှလည်းပဲအနုဆုံးဂုတ်စုပ်တွေပဲဝိုင်းရင်ကြတာပေါ့နော်အဲမလားတော်တော်တော်တက်တယ်ပြီးကျွန်တော်တွေ့ပါတယ်သူကလည်းအလုပ်မရှိတော့ဘူးဗျာအဲအလုပ်မရှိတော့ဘူးဟိုနိုင်ငံရေးပါတီလိုလိုဘာလိုလိုနဲ့မကြခင်လဲအဲဇလန်းကပေါ်ပါပါနော်သူတို့အတွက်ပဲတကယ်ကြံမလားဟိုကမဲပဲအကုန်လေဦးသိန်းစိန်လက်ထက်ကလည်းဒီလိုအကုန်လိမ့်ယူသွားတာပဲလေအဲလိုပဲဖြစ်မလားဆိုအဲ့တော့ဟိုတက်စီယာပွဲရလည်းမရှိတော့တဲ့အခါမှာ NCA ပွဲဆိုတဲ့အစားဟုတ်လား အလုံးစစ်စစ်တောင်းဟုတ်ကဲ့ဆရာအဲ့တော့ဟိုပြောစရာတခုရှိတာပေါ့လေဘယ်လိုလဲဆိုတဲ့အခါကျတော့အခုဒီပွဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါစကောင်းဆောင်ဘက်ကတော့ဟလာဟိုစစ်တပ်ဘက်ကတော့ဒါတို့ကဖိတ်တယ်လူပေါ့နော်တက်တက်လူကတော့အေအိုရင်နိုင်ငံရေးပါတီတွေပေါ့နော်ဆိုတော့ဟိုဒီဥစ္စာကြီးကအရင်ကြီးကို clear မြင်တာလေပေါ့ဆရာရမြင်တာလေဆိုတာဒါနိုင်ငံရေးအတုံးဆောင်မယ်ပေါ့နိုင်ငံတကာကိုပြောက်ကျင်လို့ဒီဥက္ကုစလည်းလက်တက်တယ်ဆိုတာလေ ဘာကြောင့်တက်နေတာသူတို့အရန်ကြောက်နေရတဲ့အနေထားမို့လို့ကြောက်လားပေါ့နော်ဆရာဘလို့ယူဆတယ်လဲဟိုအလုံးမရှိတော့ဘူးဗျာအလုံးမရှိတဲ့လူကတော့ဟိုရှင်းပြတော့တိတ်ခါကြမယ်သူကတော့အလုံးမီလုံးရလုံးတာပေါ့နော်ဘယ်တော့ပြန်လုံးစားနေတဲ့ငယ်ကြီးသမားတွေကတော့အဲ့တည်းမအဘီစကူမျိုးဝင်းတို့ကူမျိုးဝင်းတို့ကျွန်တော်တို့တွေ့ကြတာပဲသူတွေကတိုင်ရင်းချင်းတဲ့သူတွေပါအစိတ်တက်ရှိပါဒါပေမဲ့လုံးဆုံးဟိုတကယ်ကိုအမှဓမ္မနဲ့အာရမကိုမခွဲကြတော့ဒါပေါ့ဘယ်နည်းအဲ့လိုပဲလူငယ်တွေတိုးတက်တဲ့တော်တော်လန်စိတ်ရှိတဲ့လူတွေကူမျိုးဝင်းတို့ဆိုရင်အတော့တက်နေကြ ကဲဘာလို့ခေါ်ကဲဘာလို့မီဒီယာမေးလဲကဲဘာလို့သွားတင်လာလဲဆိုတော့ပုံလေးဟိုတော့လက်မထိုးခဲ့လို့အဟိုတော့လက်မထိုးခဲ့လို့ဆိုတော့အဲ့ဒီကျွန်မခင်ဗျလက်မထိုးခဲ့တယ်ကိုကိုစားပြောမယ်အဖေကမှခင်ဗျအဲ့ဒါခင်ဗျအဲ့တူကိုတောင်းခံတက်ထားလာဆိုတော့မဟုတ်ဘူးလေကျွန်တော်ကကျွန်တော်သွားတက်ထားတယ်ဆိုတော့အဲ့တော့ဟိုကလည်းပြန်ရှော့စီပေါ်စီပေါ်နော်ဟိုဖိတ်ကြည့်ကြည့်ရလဲပဲလူကမရှိတော့ဘူးဗျာနော်ဟိုအခုကတော့တော့အဲ့တော့မူတူစစ်ပေါ်လို့ကိုမျိုးဝင်းတို့လေအဲ့လိုတွေ့ရကြုံရပါဗျာအဲ့လိုအဆင်ဖြစ်တယ်ပေါ့အဲ့တော့နိုင်ငံတကာကိုပြမယ်နိုင်ငံတကာလည်းအဲ့လိုမညံ့ပါဘူးမညံ့ပါဘူးဗျာတရုတ်ကတော့တွေ့ရတယ်မကြအကြံပြီးရပဲ ။သူကမလို့ယူမှုသူကတော့ထောက်ခံမှာ။အဲ့ဒါထိုင်းတာမကြီးကြတော့ဘာလို့ပြောသွားလဲ။ထိုင်းထိုင်းကလက်မထုတ်ခဲ့တဲ့ထိုင်းတမဟောင်းလက်မထုတ်ခဲ့တဲ့သူကဘာပြောလဲဆိုတော့ဒီနည်းနဲ့ထွက်လို့မရဘူး။ဒီနည်းကတော့ဘယ်ကလုံးမှာပေါ့ဗျာ။ဒါအဖြေမရောက်ဘူးဆိုပြောသွားတာ။ကဲအဲ့တော့တရုတ်ကတော့ဟာကြာကြာမီးရပဲထောက်ခံမဲပြုတယ်။ဒီကောပွဲတွေလုပ်မယ်ဆိုတော့သူကတော့အရင်ကလည်းစီးတုံးကြီးတားတယ်။ပြောင်ပြောင်ဗမာနိုင်ငံကြီးကိုသူကစီးတုံးကြီးဝင်တားတယ်လေဒီပေါ့။အဲ့အဲ့တော့မျိုးပေါ့ဗျာ။အဲ့အဲ့တော့မလို့နိုင်ငံတကာပြရရုပ်ကောင်းမယ်ဆိုရင်လည်းအခုကဆိုပဲ ASEAN ကအတန်တွေကြီးလာပြီ။ ASEAN က ဟိုနောက်ဆုံးလာမေးသွားပြီ။ငါဘယ်လိုဆက်သဘောထားဘယ်လိုလဲဆိုတာလာမေးသွားပြီ။တော့တမလာကြီးထရန်တက်လာအောင်မယ်။ ASCII ဝင်အဲ့ဒါတွေကလည်းဗျာ။လိန်လို့မရဘူးဆိုတော့ပြောပြောချင်တာပါနော်။ ဟုတ်ကဲ့ဆရာလိမ့်လို့မရပေမဲ့လိမ့်လိမ့်နေတာပဲလေဆိုတော့အကစသုံးကဆရာပြောတဲ့ဟိုအာဆီယံကဆိုလို့ရှိရင်မလေးရှားကနိုင်ငံခြားရေးဝင်ကြီးလာတယ်လာပြီးတဲ့ခါကျတော့ဒီရွေးကောက်ပွဲကြီးကိုဟလာဝမ်းမြောက်ဝမ်းသာစွာနဲ့ကြိုးဆိုပါတယ်ဆိုပြီးပြောခဲ့တယ်ဆိုပြီးတော့ဒါတရင်ဆောင်ထဲမှာဖော်ပြတယ်ပေါ့နော်နောက်နေ့ကျတော့မလေးရှားလွှတ်တော်ထဲမှာဒီဟုတ်စာဒီလိုပြောခဲ့တာဟုတ်သလားဆိုတဲ့အကြောင်းတွေကိုပြန်ပြီးတော့မင်းရင်းနဲ့ဒီကိစ္စတွေတိုင်ယုံကနေပြီးတော့ပြောခဲ့တဲ့စကားတွေကိုတကယ်ထုတ်ပြန်လိုက်တဲ့အချိန်မှာအဲ့ဒါတွေကပေါ်သွားတာတွေရှိတယ်ပေါ့လေဒါပေမဲ့သူတို့ဘက်ကတော့ဒါမျိုးတွေကိုဆက်ပြီးတော့လုပ်နေတာတွေရှိတယ်ပေါ့ဆိုတဲ့ခါကျတော့အခုကျွန်မ ပြောချင်တာကနောက်တစ်ဆင့်သွားချင်တာကတော့တို့ကလည်းဒီဒါ NCA ပြီးလို့ရှိရင်မကြခင်မှာလာမဲ့ဟိုဥစားပေါ့ဒီဇင်ဘာမှာတို့ရွေးကောက်ပွဲကျင်းပတော့မယ်လို့ပြောတယ်ပေါ့လေဆိုတဲ့အခါကျတော့ယုံနာမယုံနာအပါထားပေါ်ဆရာရေတို့ဘက်ကလုတ်ဆရာရှိတာလုတ်နေတယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်နေတာပေါ့လေဆိုတော့အခုအခုရောဆရာဘယ်လိုမြင်တယ်လဲအခုလာမဲ့ဒီဇင်ဘာရွေးကောက်ပွဲအခြေအနေကောဘယ်လိုတွေဖြစ်လာနိုင်ဆရာရှိတယ်လဲဆရာဟိုကျွန်တော်တို့က50ရှစ်ခုနှစ်ရွေးကောက်ပွဲတော့ပေါ့ဗျာဒီလိုကြာနေကြတာအဲ့ဒီအနေဆိုပြီးရွေးကောက်ပွဲဆက်ဆက်ပြီးဆိုတာဆက်ဆက်ပြီးတွေ့လိုက်တဲ့အခါဒီရွေးကောက်ပွဲဟာအယုတ်ပြဆုံးမယ်အယုတ်ပြဆုံးမယ် တော့တနတ်အောင်မှာပေါ့အချုပ်တရားအောင်မှာလုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်။ပြီးတော့ဒီအချိန်ကတပြီလုံးမှာပြီးဟိုတွေကတင်ထားတဲ့နေပြီတွေကနေတာတွေမဟုတ်ဘူး။အမကဲကချင်မှာဆိုရင်12မြို့နဲ့ဟာလိုက်ရခိုင်မှာဆို18မြို့နဲ့နေတာတွေမဟုတ်ဘူး။နော်ကြရားမှာလည်းဒီတိုင်းပဲ။ချမ်းမှာလည်းဒီတိုင်းပဲ။ချင်းမှာဆိုလည်းအများကြီးပဲတင်ထားတာ။နော်အဲ့အမျိုးပေါ့။နောက် energy နေနေပဲ6မြို့နဲ့လောက်ပေါ့ဗျာ။ဒီခုစကိုင်းဟိုဘက်အကြောင်းလေးပေါ့။မြို့နယ်ကြီးကတော့နှမြို့နယ်လောက်ကျန်တဲ့မြို့နယ်ကွယ်လေးတွေပါပဲ6မြို့နယ်လောက်တင်ထားတဲ့ခါမှာဟဲ့လား။အဲ့နေမီ area အခြေကြီးနဲ့အခြေကြီးနဲ့ ယခုကပြောသလိုပေါ့နော်ဟိုကြီးလက်တွေပေါ့ဗျာအဲ့ဒီနေရာတွေမှာအများကြီးတော်လိုင်းတက်တွေကတိမ့်ထတာပဲပြည်သူတွေကတိမ့်ထတာအဲ့ဒါကြောင့်မလို့ဒီရေကောက်ပွဲကတမိုင်းမှာတော့နော်အကြီးအတန်းဆုံးနဲ့ပြည်သူလူထုကိုကိုစားမပြုဆုံးရေကောက်ပွဲဖြစ်တယ်ဆိုတော့အထင်ရှားတွေ့နေရပြီပေါ့ဗျာဟိုတော့တို့ကတော့တရုတ်ရဲ့အကူအညီရုရှားရဲ့အကူအညီနော်အိန္ဒိယရဲ့နှိပညာအကူအညီနော်အဲ့ဒီဟာတွေအားကိုးနေရတော့သူကကြားကြားမီးရပဲအတင်းအနိုင်လောက်ပါပဲဒီအနှုတ်အောင်မယ်အခုလက်လက်ဆိုရတော့အချက်ခွဲလိုက်ပြီချက်ခွဲလိုက်ပြီနော်ဟာတဲ့ အဲရွေးကောက်ပွဲမဲဆင်းနေရတယ်။ချွတ်တော်ကုသရအောင်အာနာလို့ထည့်ပေးရတယ်။သူမိသားစုတွေမပါဘူး။ကျွန်တော်ရက်ကွက်ချက်လေးဒီလိုပဲ။ဆိုတော့ तू ကတော့အစွမ်းကုန်ပြောပြလိုက်တဲ့အခါမှာအဲ့ဒီမှာငါးပါးတွေမှောက်ပြီးတော့ဗျာအဲ့ဒီမှာအဲ့လိုရက်တွေထပ်တော့အဲ့လိုကတောင်းကနေနေပေါ့ဗျာအဲ့လိုဖြစ်နေတာကိုတွေ့ရတယ်ပေါ့နော်။ အခုအဲ့ဒီဆရာပြောတော့ရစ်တွေထပ်တိုးတယ်ဆိုတဲ့ကိစ္စကျမသတိထားမိတဲ့အခါကျတော့တို့တို့တပတ်တိုးပေးတယ်ပေါ့အဲ့တော့ကိုယ့်နာမည်ပါမပါဆိုတာလာကြည့်ဆိုပြီးတော့တို့ပြောတယ်ပေါ့ပြောတယ်ဆိုတဲ့အခါကျတော့ဒီမေတို့အာနာသိန်းတို့ကတော့ဟို NLD ကိုအာနာသိန်းတို့ကလည်းဒီဒီရွေးကောက်ပွဲကိုအကြောင်းပြပြီးတော့မဲမတမမှုရှိတယ်ဆိုတော့အကြောင်းပြပြီးတော့အာနာသိန်းခဲ့တယ်ပေါ့နော်မဲတွေမမှန်မှုဆိုတဲ့အကြောင်းအကြောင်းပြတယ်ပေါ့နော်အခုတို့အလှက်ရောက်လာတယ်ပေါ့နော်တို့အလှက်ရောက်လာတဲ့အခါကျတော့စစောကကိုလက်လှဆွေရပြောလိုက်ပြီပေါ့နော်ဒီလိုလေးဒီလိုလေးဖြစ်လာတယ်ဖြစ်တယ်ဆိုပြီးအကျိုးအထောက်ထားနဲ့ကိုသူကပြပြီးတော့ပြောလိုက်တဲ့အခါကျတော့သူကတပတ်တိုးပေးမယ်လို့သူပြောတယ်ပေါ့အဲ့တော့ကိုယ့်နာမည်ပါမပါကိုယ့်ဖာသာကိုကြည့်ကြဆိုတဲ့ပုံစံမျိုးပြောတယ်ဆိုတော့ဟုတ်စားက ဘလို့မြင်တယ်လဲဆရာဒါတို့ကောင်းဖို့ရောက်လာတဲ့အထုပ်ကြီးကိုဟိုဘက်ကပြည်သူလူထုကိုပြန်ပြီးတော့ပြစ်ချလိုက်တဲ့ပုံစံမျိုးလားဘလို့ယူဆတယ်လဲလူရအဲ့အားလဲဘုလို့ဆက်ပြောရလဲသူခံစားချက်နာကြီးချက်နေပေါ့ဗျာစစ်တပ်ကလူ၄၀ခွန်းစက်လောက်ရောက်လာပြီသူတို့ရမယ့်နေရာတွေကိုအရင်ယူသွားတဲ့ခါကျတော့သူကနာကြီးချက်နဲ့အချက်ခွဲလိုက်တာပဲအမဘူးလဲလက်ဆွေမပြောလို့ရှိရင်ဒီတိုင်းလောက်သွားပါမယ်မတဲလောက်သွားပါမယ်အဲ့တော့သူတို့ကတို့ဗျာဒီအခုဘုလို့လက်ဆွေပြောတဲ့ပြောတော့မှဒါတွေကမှားတာမဟုတ်ဘူးဗျာအဲ့ဒါတွေကဒီဒီစည်ရင်းတွေကဟိုစည်ရင်းတွေက ဥသိမ်းစိန်လက်ထက်တည်းကအစင်းတွေကပြုစုတာဒီတိုင်းပဲဒီလူတွေပဲဒီလူတွေပဲဥသိမ်းစိန်လက်ထက်ကပြုစုပြီးတော့အဲရွက်ောက်ပဲလုပ်ပြီးတော့တို့နိုင်ငံရောက်သွားတာပဲအဲစစ်တပ်ကလူတွေပဲဥစီးပြီးတော့ဟလာဥသိမ်းဆိုးလို့ပေါ့ဗျာဘုချုပ်ဘုချုပ်သိမ်းဆိုးလို့အဲကုန်စီအုပ်ထားပထမဥတင်ရေလုပ်တယ်နောက်ဘုချုပ်သိမ်းဆိုးပြောင်းလုပ်တယ်လုပ်ပြီးတော့အဲ့ဒီလိုပဲသူတို့စစ်တပ်ကလူတွေနဲ့ပဲလုပ်ပြီးတော့အနိုင်ရတယ်လုပ်သွားတာနောက်ဒေါ်ဆန်းစုကြည်လက်ထက်ရောက်တဲ့အခါကျတော့လေဒေါ်ဆန်းစုကြည်လက်ထက်မှာလည်းပဲအဲ့ဒီဥသိမ်းစိန်လက်ခံထက်တဲ့ကလူတွေပဲကုန်စီလူကြီးတွေမှာဆရာအဲကျွန်တော်တို့ဥပဒေကဆရာဦးမင်းနိုင်ရှင်ဟုတ်တယ် သူတို့ဆိုလို့ရှိရင်အဲမောင်စာသားပေါ့ဗျာသူသူစာရေးဆရာနာမည်ကတော့မောင်စောသားဗျာအဲသူနာမည်ရင်းရှိတယ်အဲဆရာအဲ့ဆရာတွေဆိုလည်းပဲဒီရုပ်ကဘဘူကော်မရှင်မှာဥဒိတ်စင်လက်ထက်ကလည်းသူတို့ပဲလုပ်ခဲ့တာပဲနော်ဒေါ်ဆန်းစုကြည်မှာလည်းသူတို့ပဲပြန်ခန့်တာပဲပြန်ခန့်တာပဲနောက်တစ်ခါဟိုစစ်တပ်ကဟိုရုပ်ကဘကော်မရှင်အစစ်အစစ်ခရိုင်တိုင်းအစစ်အစစ်ပေါ့ဗျာနော်ဘဟုတိအခုလုံးစစ်တပ်ကစစ်ဘုံတွေကြီးပဲဘုံမှုတွေဘုံကြီးတွေအကုန်ခန့်တာပဲကျွန်တော်တို့ကတော့ပြောသေးတယ်အဲ့တော့ဟိုမေးသေးတယ်ဥညာဝင်းတို့ပါအဲ့လိုအခင်ဗျားတို့ဗျာစစ်တပ်ကလူတွေ ဘီစီကမေးလာပါမင်းကျွန်တော်ကြားလိုက်တာပေါ့ကျွန်တော်တို့လည်းထောက်ပြတယ်ဟာခင်ဗျာရွေးကောက်ပွဲကော်မရှင်အစီအစဉ်မှာစစ်တပ်ကဗိုလ်မှူးတွေဗိုလ်ကြီးတွေကိုခန့်နေပါလားအုပ်ချုပ်ရေးတွေမှာအစီအစဉ်တွေမှာအဲ့တော့ခင်ဗျားတို့ဒီကကန့်ကွက်ဖို့ကောင်းတယ်ဒါခင်ဗျားတို့မပြောတော့ဘူးလားဆိုပြီးဒေါ်ဆန်းစွကြည် NLD အစိုးရနဲ့ထက်တုံကရွေးကောက်ပွဲပေါ့ဥသိမ်းစင်ပြီးတော့ရွေးကောက်ပွဲလုပ်မယ်ကြတော့ပြောတယ်ဗျာဦးညောင်မင်းကဘာပြောလဲဆိုတော့ဒါကဗျာလည်းရုံလုံးကားမယ်တဲ့ရုံလုံးကားမယ်တဲ့သူကသူလိုအပ်လို့လုပ်ထားပဲလိုအပ်လို့လုပ်ထားပဲဗျာခဲကြည့်ပါဦးအဲ့ဒါအကုန်လုံးစစ်ဘိုလ်တွေကပဲကြီးကြပ်ထားပဲအဲ့လိုကြီးကြပ်ပြီးတော့ကဲသူတို့ခင်ဗျားဟိုက လိုဟွာပြုတဲ့ခါကျတော့ကျဦးတိတ်စိတ်လည်းထက်မှာအတိပြုပေးလာပဲအတိပြုပြီးတော့စမ်းစစ်နိုင်တယ်ဆိုတော့အတိပြုပေးလာပဲဒါတော့မမလွှဲဘူးဝိုင်းပြောကြသေးတယ်ဒါမှမဟုတ်ဦးတိတ်စိတ်ကအဒီမြန်မာတော့တော်တော်လေးဟိုတမတမဖြတ်မြောက်မမလေးလှုပ်ပြီးလှုပ်လိုက်တယ်ပေါ့ဗျာနော်အဲ့ဒါပြုခဲ့ဒေါက်တာဒုတိယအကြိမ်ဒေါ်စန်းစုကြည်အခုဟွာလုပ်တဲ့ခါမှာဒီလူတွေပဲရေရွက်ကောက်ကော်မရှင်ကအရင်တော့ကလူတွေပဲဒီစစ်ဘိုလ်တွေပဲကြီးကြထားပဲအကုန်လုံးဘာမှမထုတ်မဖြုတ်ဘူးတို့တွေအဲ့ဒါလုတ်တဲ့ဒီလူတွေပဲလုတ်တာပဲအဲ့လုတ်တော်တော်ကကြတော့မှဒီစကားအမဲကြီးတွေမှားတယ်လုတ်တော်တော်ဟောဗျာအဲ့စီးနေတယ်ပဲအခုအခြေခံပြီးတော့အခုတို့လည်းစိတ်နေပါပဲ အဲ့ဒါလည်းပြောချင်တယ်ဆိုတော့ပြောချင်တယ်ဆိုတော့အားဒီမှာရှိပဲကိုင်းလက်မကန်ဘူးအဲဟန်ဆောင်နာပေါ့ဗျာအမမတို့သိတယ်အဲ့ဒါစီနေရလဲသိတယ်တို့သိတယ်မဟုတ်ဟန်ဆောင်လိုက်တာပေါ့အမင်းတို့လူလူလာကြည့်ပြင်းပြမယ်ဆိုတော့လူလာပြမလားမကြည့်ဘူးအဲ့တော့ဒီဇက်လန်ကတော့ဟိုဘယ်လိုပြောမလဲဆိုတော့ဟိုဟိုဘာလို့ပေါ့မြန်မာအကြမ်းဖက်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလက်နက်အဖြစ်အသုံးပြုလိုက်မိဟုနိုင်ငံတကာသို့ကုလသမဂ္ဂကြီးဦးကျော်မိုးထွန်းတတိပေး မြန်မာအကြမ်းဖက်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလက်နက်အဖြစ်အသုံးပြုလိုက်ပြီဟုနိုင်ငံတကာသို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကသတိပေးပြောဆိုလိုက်ပြီးအောက်တိုဘာလ22ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိကုလသမဂ္ဂဌာနချုပ်တွင်ပြုလက်သောအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီမြူကလီယာလက်နက်ဖြတ်သိမ်းရေးဆိုင်ရာစည်းဝေးတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော် ဗမိုးထုံးကရင်းတို့တတိပေးခြင်းဖြစ်သည်နျူကလ িয়ার စွမ်းအင်ကိုငင်းကြံစွာအသုံးပြုရန်ဟူသောအယူဆသည်အကြမ်းဖက်စစ်အုပ်စုနှင့်အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်ကြောင်းအပန်းဖြေရာတွင်အသုံးပြုသည့်ပါရာမော်တာများကိုပင်အရက်သားများအပေါ်လက်နက်အဖြစ်အသုံးပြုသည့်စစ်တပ်သည်နျူကလ িয়ার စွမ်းအင်ကိုလည်းလက်နက်အဖြစ်အသုံးပြုလိမ့်မည်ဖြစ်ကြောင်းတမ်မတ်ကြီးကတတိပေးသည်စစ်အုပ်စုကပြုလုပ်ရန်စီစဉ်နေသည့်အတူအယောင် အလိညာရွေးကောက်ပွဲကိုပံ့ပိုးမိမြည်သည့်နိုင်ငံတကာအထောက်ပံ့သို့မဟုတ်အကူအညီပေးမှုများသည့်စစ်အုပ်စု၏အနေရရှိသောနျူကလ িয়ার ရည်မှန်းချက်များအကောင့်ထဲပေါ်နိုင်ရန်တဆင့်တိုး၍နှိကက်သွားစေမည်ဖြစ်ကြောင်းတန်မတ်ကြီးကထက်လောင်းသတိပေးသည်။အတန်လျက်တော်ခိုးတဲ့တခိုးလိုပဲရှင်ပြန်ခိုးထားတာရှင်ပြန်ခိုးပြီးဖွက်ထားတော့လိုက်ရှာတာပြည်တည်ရှာဆိုတာလိုပဲနော်။အဲ့လိုကသိတယ်သိရတဲ့အတန်းနဲ့ဒါလုပ်နေတာပဲ။အဲ့တော့ဒီရွေးကောက်ပွဲကဘလို့မှတမတမကြကြာမရှိဘူး။ဒါအီယူကလည်းပြောပြီလေ။ကိုယ်စားလည်းမလုပ်ဘူးအယုံကြည်လည်းမရှိဘူးပြောပြီ။အမေရိကန်ကလည်းပြောပြီ။ ဒါမှမဟုတ်ဩစတြေးလျတော့ဟလာနယူးဇီလန်တို့ဒီလိုဂျပန်တို့တို့တကယ်ဒီလိုစီနိုင်ငံကြီးတွေကလည်းပြောလာပြီးတော့အယုံကြည်မရှိဘူးဆိုအခုချက်ကဟလာနောက်ဆုံးချက်မဲ့စကားတော်တော်ရေးကြီးတယ်အဲ့ဒါတော်တော်တို့ killing killing question ပဲချက်တခုပြောလိုက်ရင်လည်းပဲတော်တော်ကြီးတို့ရွေးကောက်ပွဲကိုထိခိုက်သွားနိုင်တယ်အဲ့ဒီဟာတော့တော်တော်ရွေးကောက်ပွဲပြီးကမှတော့ပိုဆိုးသွားနိုင်တဲ့အခြေအနေတွေရောက်သွားနိုင်တယ်တော်ရုပ်မြင်ပါလေဗျဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ ဟုတ်ကဲ့ဒီအခုကတော့အခုဒါအာလာမဲ့ဒီအာဆီယံအစည်းအဝေးကိုကျမတို့လည်းလည်းစောင့်ကြည့်ရမှာပေါ့နော်စောင့်ကြည့်ပြီးတော့မှဘာတိဖြစ်လာနိုင်တယ်လဲဆိုတဲ့ကိစ္စအတွက်ထပ်ပြီးတော့ဆွေးနွေးစရာကြီးတော့အများကြီးရှိပါတယ်ဆိုတော့ဆရာအတွင်းထဲမှာတော့ဒါပြည်သူလူထုရဲ့အနေအထားကိုဘယ်လိုရှိတယ်လဲဆရာတချို့ကတော့ပြည်သူလူထုကထွက်မပေးလဲရတယ်ဆိုတဲ့ပုံစံမျိုးနဲ့တချို့ဆွေးနွေးနေကြတာမျိုးကြီးလည်းရှိတယ်ပေါ့ဆိုလိုတာကဟိုတယောက်ချင်းကိုဘယ်သူမှလိုက်ပြီးတော့ဖမ်းလိုက်ဖမ်းလို့မရဘူးပေါ့အားလုံးကညီလို့ရှိရင်ရတယ်ဒါကိုဟိုမဲထွက်ပေးတာမျိုးမလုပ်တာပိုကောင်းနေဆိုတဲ့တောင်းကနေပြီးတော့ပြောဆိုဆွေးနွေးကြတာကြီးလည်းရှိတယ်ဆိုတော့လေဒီပေါ်မှာဟောဆရာအမြင်ကဘယ်လိုရှိတယ်လဲဆရာဟိုသူတို့ကတော့ ဟိုဓာတ်ပုံနဲ့တယ်လီဗီရှင်းမှာပါသွားပြီရောပေါ့ဗျအဲ့လိုမဲလာပေးတဲ့သူတို့လူတွေပေါ့ဗျာသူတို့အဲစစ်တပ်ကိုထောက်ခံတဲ့လူတွေဘဲယုံနေလို့အဓိကဇောင်းပေးပြီးတော့အတန်ထွက်မှာပဲလေအဲ့တော့သူတို့အေးစင်ကသူတို့ကပန်းနေပန်းတမ်းပြီးလေးလာရေးဆိုတော့အဲ့နေရာလေးပို့ပါပဲအဲ့လိုဖြစ်တဲ့ခါကျတော့ပြည်သူလူထုကြီးအနေနဲ့ကတော့ကျွန်တော်ထင်တယ်ဗျာမင်းတို့မပေးလေရတယ်သူတို့ကလည်းအဲ့လိုပဲစိတ်ကူးပုံရပါတယ်မင်းတို့မပေးလေရတယ်အားလုံးဥပဒေမပြောက်လာပေးပြီးရတယ်ဆိုတော့သူအဲ့တော့တော့တိတ်အရန်ကြီးတော့အလေးနဲ့ထားမယ်မထင်ဘူးအလေးနဲ့ထားစီအောင်တော့ဟန်ဆောင်မယ်ပေါ့ဗျာ ဟုတ်ကဲ့ဒါပေမဲ့လူတို့ကြီးကလည်းအဘဲစင်းအောင်သွားမကြည့်ဘူးဗျာပြီးတော့သွားမကြည့်ဘူးသွားမကျွန်တော်တို့သွားကြည့်တယ်လို့အိုးကျောင်းပြောတယ်တော့တွေ့ဘူးသွားမကြည့်တဲ့အခါကျတော့ပါမမပါမလည်းမသိဘူးဖြစ်နိုင်ရင်ဗျာဟိုဘလူးမသွားမပေးချင်ဘူးကိုတော့ NLD ဘလုံးစားစုကြီးအစိုးရလက်ထက်ဆုံးဟာကြက်ခိုင်ခုံမျိုးရများနိုင်သွားမလဲဆိုပြီးတော့ကိုဗစ်ကာလကြီးမှာကိုဗစ်ဖြစ်နေတဲ့ဂျာတဲ့ကကိုသွားပေးလာပြီအတင်းသွားပေးရတာအဲ့ဒါမျိုးပေါ့ဗျာအခုကျတော့အဲ့ချိန်တွေမဟုတ်တော့ဘူးဗျမပေးလည်းရတယ်ဆိုရင်မပေးဘူးကွာကဲပြီးတော့အဖြစ်ကျင်တာတော့ဖြစ်တော့ဆိုပြီးတော့ကျွန်တော်တင်မဲ့ပေးတဲ့ရာခိုင်နှုန်းကတော့အရန်ကိုနည်းသွားမယ်သဘောရှိတယ်အဲ့လိုတွေ့ရပါလိမ့်ဗျာ ဟုတ်ကဲ့ဒါတော့ဒါတစ်ခုပေါ့နောက်တစ်ခုကဆရာဒီတော်လိုင်းအင်အားစုတွေဘက်ကလည်းဒီဘေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ပြောထားတာတွေရှိတယ်ပေါ့နော်ဘေးကောက်ပွဲကိုသူတို့ဖြစ်တဲ့နည်းနဲ့တားဆီးသွားမယ်ဆိုတဲ့အနေအထားမျိုးတွေပြောထားတာရှိတဲ့အခါကျတော့ဒီဒါနဲ့ပတ်သက်ပြီးတော့ဆရာဘာတွေများဟိုတတိထားဖို့လိုမလဲပေါ့နည်းနည်းလောက်ဆွေးနွေးပေးပါလားဟိုတော်လိုင်းအဖွဲ့အစည်းတွေကသူ့အလုပ်သူလုပ်ကြပါပဲလေဘလို့နည်းနဲ့မှဟိုဒီတိုင်းဟိုဒီတိုင်းတော့ခွင့်ပြုခွင့်ခွင့်ပြုမှာမဟုတ်သူပြင်သူတို့သူတို့စိုးမိုးထားတဲ့နည်းမျိုးတွေကတော့ကတ်လို့ရမှာမဟုတ်ပါဘူးဒါကြောင့်သူတို့ကလည်းကတ်လို့ရအောင်သူအတင်းထိုးစစ်တွေဆင်းနေတာပေါ့ဗျာဟုတ်ကဲ့ဒါလည်းထိုးစစ်ဆင်းလည်းပဲ ကြည့်လက်တွေကိုမရပါဘူးမြို့ပေါ်လေးပဲရပါတော့နော်မြို့ပေါ်လေးပေါ်ရပါဘူးဒါမှမဟုတ်ကဘာကိုဖြတ်တဲ့ခါကျတော့ဘယ်မြို့နယ်ဘယ်နှမြို့နယ်လုံးနိုင်တယ်သူကဒီလိုလဲအဓိကဘယ်နှမြို့နယ်လုံးနိုင်တယ်ပေါ့ဗျာအဲ့ဒီဟာကိုဘာလာဖြတ်နေမှမရတယ်ဗျာအကျန်တဲ့ဟာတော့ဗျာဟိုတို့လက်တည်တယ်ဟိုဟိုဟာပေါ့မီးဘာလို့ပေါ့မီးပြီးရောဆိုတာမီးပြီးရောဆိုတာဒါအဖြစ်စလက်ကပေါ့ဖြစ်ကတဆန်လောက်တာတော့မြို့ကပဲပြီးသွားလဲပြီးရောပေါ့ဗျာအဲ့လိုမျိုးပေါ့နော်ဟိုမဲပြီးတာမပြီးတာလေးဘာတွေညာလေးအဲ့ဒီဟာလေးပေါ့မသိအာယုံနဲ့ထားမယ်ကျွန်တော်မထင်ပါဘူးနော်မထင်ပါဘူး ဟုတ်ကဲ့အဲ့တော့တခုရှိတာပေါ့ဆရာရဲ့ဘာသူတို့ကဟိုဘာပဲဖြစ်ဖြစ်အရင်တုန်းကလိုပဲဆရာတို့လည်းတည်တာပဲဟိုနာခဲ့ကာလာတုန်းကလည်းဒီလိုပဲဟိုအတိပြုသွားတာကြီးရှိတာပဲเนาะဘလောက်ဥစားပေါ့သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုအတင်းကအတင်းရတာမှာ90ရာခိုင်92ရာခိုင်နှုန်းကျော်ကနေပြီးတော့အဒီထောက်ခံပါတယ်ဘာညာဆိုပြီးတော့အတိပြုခဲ့တာကြီးလည်းရှိတဲ့အခါကျတော့အခုလည်းရွေးကောက်ပွဲကိုအားလုံးကမှန်းထားကြတာကတော့ဒီပုံစံမျိုးပဲဖြစ်လာမယ်လို့ဟိုမှန်းထားကြတယ်ပေါ့ဆိုလို့ရှိရင်ကရွေးကောက်ပွဲပြီးရင်ကဘလို့အခြေအနေမျိုးတွေဖြစ်လာနိုင်မဖြစ်တယ်လဲဆရာသူကဟိုရွေးကောက်ပွဲပြီးရင်ဘလို့ဖြစ်လာနိုင်မလဲဆိုတော့အခုလောလောဆယ်ဆယ်ပါပဲဗျာ အကိုစင်တို့လည်းတားတက်နေပြီတားတက်နေပြီဟိုသူကဟွာလဲလုတ်လိုက်တယ်ဗျာဟွာလဲလာစာ3000နဲ့တိုးပေးလိုက်တယ်ဟုတ်ကဲ့ကျွန်တော်ဝန်ထမ်းထောက်ကွာ60တခုနဲ့ကနေစပြီးတော့ထောက်ကွာ68အထိကျွန်တော်ဝန်ထမ်း29နဲ့လုတ်ခဲ့တာပဲအချင်းချင်းလာစာတိုးပေးတိုင်းကိုစင်တို့ကအချင်းချင်းတက်တယ်ဘာမှအိုက်ဒီလားမှန်ကန်တဲ့ဒီလားမဟုတ်ဘူးအဲဝန်ထမ်းဝန်လာစာတိုးပြီးတော့ဆိုင်ကားသမားအစားဈေးဈေးဈေးတရားအစားအကုန်ရှိတဲ့များလူတွေအကုန်လုံးအလုပ်သမားတွေအစားအကုန်တက်ကြလာတာပဲအဲ့တော့အခုဆိုရင်ခမင်းကြိုက်လက်ကပေးစားတဲ့လူတွေလည်းတက်တယ်ဆိုင်ကားသေးလေးလည်းအလား အကုန်လုံးကဈေးတက်ဖို့ပေါ့ဗျာအဲ့ပြီးတော့ဟိမက်တစည်းကိုဟိုတော့900ဝယ်လို့ရသေးတယ်အခု1000နေဖြစ်သွားပြီသွားကန်လိုက်တာလည်းနဲ့1000ပဲအဲ့လိုဖြစ်တယ်ပေါ့ဗျာအဲ့တော့ရွေးကောက်ပွဲကိုတို့ကလုံမန်းနေတဲ့အချိန်မှာအဲအကျိုးကပွဲပြီးတဲ့အခါမှာတက်တောင်တက်တာဖြစ်လာမလားဆိုတော့ကျွန်တော်တော့မထင်ဘူးကုံစင်းနှုံးကြီးကနော်အဲ့ဒီရေကောက်ပွဲရဲ့ရာသီကိုဖျက်ဆီးပြပါဘူးဒီလိုမျိုးအများကြီးတယ်ဒီလိုမျိုးတော့မဖြစ်ဘူးဒီလိုမျိုးတော့အစီအစဉ်ကြပါစေတယ်ဆိုရပါဆိုရစစ်တမ်းလို့စစ်တက်တာလားတနေ့ကိုစစ်တက်စနေတာအားလုံးတော့ပါလား အဲ့လိုမျိုးဟောမရဘူးဆရာဝန်ကြားတဲ့ဆေးမရဘူးအလားတူဆိုအစားအလားတူဆေးနေဆေးကဘယ်လိုကကျွန်တော်တို့ဟောလာရှိရလောက်ပေးရတယ်ဆေးကတကက်ကောတော့ရှိရလောက်ပေးတဲ့ဆေးကအခု3000လောက်ဖြစ်နေတာအဲ့လိုကဘယ်လောက်ပေးကွာကုန်လဲဆိုရင်အဲ့လိုပေါ့ဗျာဘုံတော့ဟိုဟို200လောက်ပေးတဲ့ဆေးကဆေးဆေးက1500လောက်ဖြစ်တယ်ပေါ့အဲ့တော့အကုန်လုံးလူတွေမှာဟိုအသက်တွေလည်းတိုးကုန်ရမှာပဲလေအကုန်လုံးကအကုန်လုံးတက္ကသိုလ်ကြီးများဆေးတွေမရှိလူနာတွေကအုံးအဲ့လိုပြလူတွေကရုပ်ကပူပူမလို့ဖြစ်မလဲဆိုတဲ့အခါကျတော့လူတွေရဲ့ဒုက္ခတွေကတော့ ပိုကြည့်လာပဲဘာလို့သူအခြေခံပြောင်းလဲမှုမမလုပ်တာဘူးဒီရွေးကောက်ပွဲပြီးတဲ့အခါမှာရွေးကောက်ပွဲဂရီလန်ပေးဦးလေရွေးကောက်ပွဲအကြီးကျွန်တော်လုပ်မယ်လုပ်လို့ကျွန်တော်ကကုန်စင်တို့နေကြစီရမယ်နော်ဂရီကိုရွေးကောက်ပွဲဆိုင်ရာဂရီတွေပေါ့ဗျာအဲ့ဒါဘလူးမပေးဖဲပါတီကမှလည်းပေးဦးအပေးကြလည်းမလို့ရေရရပြီးရောဗျာအဲ့လိုရွေးကောက်ပွဲဆိုင်ရာဂရီတွေကိုဒီနေ့ကဖဲပါတီကမှပေးရမှာမဟုတ်ဘူးကျွန်တော်လည်းတန်းတော့အတယောက်ကိုတနေ့ကိုတယောက်စီတော့ဟောတပါတီတော့ဖွင့်နေတယ်လို့ပြောတယ်အဲ့မှာတော့ဘာလို့ပြောမလဲမသိဘူးဗျာအဲအဲ့လိုရောရှိတယ်ဒီနေ့အထိကတော့ အဲ့လားသူတို့စာရွက်တွေထွက်လာတာတော့မတွေ့ဘူးဆိုတော့ရွက်ကွဲပြီးတဲ့အခါမှာအထူးခြားလာမှာအာနာရမယ်တိမ့်တိပေါ်အာနာရမကြန့်ခံကြရပေးမှလည်းပဲသူကအဒီကအကြောင်းတူပေါ်မှာဒီကျတဲ့အမြင်မျိုးချုပ်တယ်လေအဲ့လိုချုပ်တာပဲဆိုတော့ဒါကြီးကခင်ရတော့ဘာမှမပြောတော့ကျွန်တော်မတွေ့ဘူးအဲ့တော့ရွက်ကွဲပြီးအဲဒေါ်လာရေးအားစုတွေဘက်ကအဲစစ်နိုင်တိုက်မယ်သူတွေတက်လာရင်တော့အဲ့ဒါတိုက်ပွဲတွေနိုင်မယ်ပေါ့ဗျာအဲစစ်နိုင်မတိုက်နိုင်ရင်တော့လေကျွန်တော်ပြည်သူတွေကြားအောင်မှာပေါ့ဗျာအဲ့လိုတော့ရှိပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဆိုတော့အဲ့ဒါဆိုလို့ရှိရင်တစ်ဖက်ကိုဒီတော်လှန်ရေးအင်အားစုတွေဘက်ကိုပဲသွားလိုက်ပါမယ်ဆရာလက်ရှိအနေအထားတွေပေါ်မှာရောဆရာဘယ်လိုမြင်ရလဲတိုးတက်မှုတစုံတရာပေါ့အခုတချို့မျိုးတွေပြန်ပြီးတော့ပြီးနေရတာရှိတယ်အဲ့ဒါမျိုးတွေကျမတို့မြင်တွေ့ရတယ်ပေါ့လေဟိုတစ်ဖက်မှာတို့ AA တို့ဘာတို့ဘက်မှာတော့အောင်ွဲတွေဆက်ပြီးတော့ရနေရ KIA တို့ဘက်မှာပေါ့နော်ဟိုအခြားတစ်ဖက်မှာတော့အဲ့လိုမျိုးတချို့ပြန်ပြီးတော့ MTNL ဆိုလို့ရှိရင်လည်းအခုဒီဘောကိုပြန်ပေးရတယ်ဆိုတဲ့သတင်းမျိုးကြီးလေကျမတို့ကြားရတဲ့ခါကျတော့အဘလို့တော်လှန်ရေးအလားလာရောဆရာဘယ်လိုခန့်မှန်းထားတာရှိတယ်လဲဆရာဟိုတော်လှန်ရေးအလားလာတော့ကောင်းပါလေဟိုဥမာဟို AA တို့ KIA တို့ချင်းတို့အဲ့ဒီဘက်က ဟိုတအားကောင်းနေမြင့်နေနှိမ့်သွားတာကကြရားဘက်မှာနှိမ့်သွားတယ်။ရန်သူရဲ့တအားထိုးစေရှမ်းဘက်မှာနည်းနည်းနှိမ့်သွားတယ်။ကင်းရီဘက်မှာနှိမ့်သွားတယ်။နောက်ကင်းအန်ယူဂျီနယ်မြေတွေမှာလည်းဟဲ့လားပြန်သိမ်းခံရတာတွေရှိတယ်။ကိုကပြန်တိုက်တိုက်လို့ဟာဘာမှောက်လို့ဘာလို့ရတယ်။အဲ့လိုတွေဝင်ပြန်ပြီးတော့အဲ့တော့ကိုကထပ်ပြီးရောရင်တိုးချက်ပြီးတော့ဒါနေတော့တိတ်ပြန်လို့မတွေ့ဘူးလေ။ဘာမှောက်ကလည်းကင်းရီတိုက်ပြီးလာပါပဲ။ငါတော့ဟိုဟိုလိုပဲ။ channel တွေကဝိုင်းရန်ပြီးတာပေါ့။ဆိုတော့ကျွန်တော်တို့ဘက်ကဟာလား EO တွေဘက်ကကချင်တို့ ဟုတ်လားရခိုင်တို့ချင်းတို့ကတော့အလုံးအလားလာကောင်းတယ်သူတို့ကဇွံ့မြောက်သွားကြမှာတို့တွေကဒါမှမဟုတ်ကြရအကျိတ်နေဖြစ်တယ်သူကလူကြီးရတဲ့လောက်ကိန်းရတော့သူတို့ချင်းတို့ပြိုကွဲနေတယ်ဆိုတော့ကျွန်တော်တို့တော်တော်ဒုက္ခရောက်နေပြကျွန်တော်တို့ PTFD ဆိုတော့ကျွန်တော်တို့ NUG ဘက်ကကြတဲ့ခါကြတယ်တပ်ပေါင်းစုမဖွဲ့နိုင်ဘူးပေါ့နော်ကျွန်တော်တို့တပ်ပေါင်းစုဖွဲ့ပြီးတော့စစ်နိုင်မဲ့လူတွေတက်လာပြီးတော့စစ်နိုင်မဲ့လူတွေနဲ့တိုက်စစ်ချင်တာပေါ့ပြောပါငွေကအလုံးလောက်ရှိတယ်ဗျငွေကအများကြီးပဲအများကြီးပဲတယံဇာတာရတယ်ငါလည်းအကုန်ကောက်ရတာနေပြည်သူစုလိုက်တယ်အဲ့စစ်တိုက်ဖို့ငွေကအလုံးလောက်ရှိတယ်ဗျအစ်စ်တိုက်မဲ့အတိုင်းတိုက်မဲ့လူတွေကကျွန်တော်တို့ဘက်မှာ နည်းနည်းလေးပေါ့ဗျာအားထုတ်ဖို့လိုမယ်ကျွန်တော်ဒီလိုတွေ့ပါလေဗျာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဆရာဟိုတော်လိုင်းကြီးကနည်းနည်းအဲ့ဒါဆိုလို့ရှိရင်အခြေအနေကဒါဟိုနည်းနည်းရေရှည်သွားမဲ့ပုံစံမျိုးလို့ဖြစ်နိုင်မလားဆရာအဲ့လိုခံမှန်းမိတယ်လားဘယ်လိုယူဆတယ်လဲဟုတ်ကဲ့အဲ့ဒီလိုကြီးလည်းအတိအကျတော့ဟုတ်ကျွန်တော်တို့စစ်နိုင်အောင်တိုက်မယ်သူတွေတက်လာပဲဆိုရင်မကြဘူးဗျာအခြေအနေကြီးအကုန်လုံးကအကုန်လုံးရာအိုးကြီးလိုပဲအကုန်ပြည်နေတာဥဆောင်မဲ့လူကအဲတိတိချာချာစစ်နိုင်မဲ့သူတွေဥဆောင်မဲ့လူပဲလူတာဥဆောင်မဲ့လူကောင်းလဲဆိုမကြဘူးမကြဘူးမကြဘူးဖြစ်ကြတယ်အဲ့ဒါ ဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျွန်တော်အဲ့ဒီအနေအားမှာသုံးကပြောရဲအခုဆိုလို့ရှိရင်ဆရာပြောတဲ့ဒီဥဆောင်မှုဆိုတဲ့အပိုင်းမှာဒီ AA ရဲ့ခေါင်းဆောင်ပေါ့လေ AA ရဲ့စဦးစီးချုပ်ကိုချုပ်ထွန်းမြတ်နိုင်ပေါ်မှာလဲတစုံတရာမျှော်လင့်ကြတာတွေရှိကြတယ်ပေါ့လေဒီစီးရေးအရာဥဆောင်မှုပေးနိုင်မလားဆိုပြီးတော့ကိုစားပြုပြီးတော့ပေါ့နော်ဒီဗမာဘက်အချမ်းတွေဘာတွေပါကိုစားပြုပြီးတော့ဘာလို့ဆို AA ရဲ့နေရာတော်တော်များများရှိနေတာအောင်နော်အေးဆိုတော့ဒီအနေထားအောက်မှာဆရာဘယ်လိုဘယ်လိုမြင်တယ်လဲဆရာအဲ့လိုဖြစ်သွားနိုင်တဲ့အနေထားမျိုးရှိတယ်လားဘယ်လိုယူဆတယ်လဲဟို AA ရတော့ဗျာတောင်းဝအခြေအောင်လုံးသွားပြီဘာလို့ဆို तू က तू က16မျိုးနဲ့တိုက်ကြည့်တဲ့အပြင်ဟုတ်လက်ရှိတဲ့စစ်တွေနဲ့ကြောက်ဖြူတိတ်မလို့လုပ်တယ် ထုတ်နေပြီဆိုသူကလွတ်လပ်သွားမှာပဲလွတ်လပ်သွားပြီဆိုသူကြိုက်တာပြောပေါ့လွတ်လပ်ရေးကြီးညာမလား compound rate ကြီးညာမလားကြိုက်တာလို့ပေါ့အဲအဲ့လိုပေါ့အဲအမားတော့ဟိုကျွန်တော်တယောက်ချင်းပြောရင်တော့ဗျာဟိုနောက်မှကြည့်ချင်းပေါ့ဗျာဟိုနောက်မှကြည့်ကြည့်ပေါ့လို့ပေါ့ကျွန်တော် AEO ရံပေးချင်တာတော့စစ်တွေနဲ့ကြောက်ဖြူမြေမြတ်တင်မအောင်ထားလိုက်စစ်တွေနဲ့ကြောက်ဖြူမြေမြတ်လုံးပြလွတ်လပ်ရေးစာကြီးညာချလိုက်ကြီးညာချလိုက်လို့ရင်နိုင်ငံသားအသိမှတ်ပြုမယ်ဆိုရှင်ခရီးအတက်တာပါလိမ့်မယ်အခုအချိန်နဲ့မဗျာဘယ်ချိန်ပြန်ပေါင်းအောင်ရပါလဲနော်အဲအဲ့လိုတော့ကျွန်တော်မြင်နေတယ်နော်ကျွန်တော်ဘီမအကြီးကိုလည်းတိတ်ဘီမအကြီးကိုလည်းကို23ဘွဲ့တောင် ကျွန်တော်တို့ကကူညီထားတာဗျလေ့ကျင့်ပေးထားပြီးတော့အများကြီးပဲပြမကြီးတွေမှလည်းဝယ်ကူညီနေကြတယ်ဆိုတော့သူ့ကိုပုံပြီးတော့ပုံပြီးတော့အမယ်ဆိုရင်မတရားကြမယ်ဗျာ။ तू ကသူ့လူကြီးနေကျွန်တော်လူကြီးနေကြည့်အောင်။ तू ထမ်းဆောင်ရတဲ့တောင်းနေတယ်။အဲ့တော့ तू ကလည်းကိုယ်ကမဲ့စစ်တွေနဲ့ကြောက်ပြီးတော့အချိန်နဲ့တိုက်နေတာစစ်တွေရဖို့ဆိုတော့တော့ခက်အောင်ပါမလို့။အဲ့ तू က तू တိုက်နေရမှာ तू အရင်ကြီးကျွန်တော်အချိန်မပေးနိုင်ဘူး။အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ဟလာကျွန်တော်တိုက်တွန်းလာတော့ enemy ကြီးခင်ဗျာဟလာခေါင်းဆောင်တွေလူတောင်းမူပြောင်းပြီးတော့အလဲပိုင်းကိုတိမ်ပလိုက်တိမ်ပလိုက်ပြီးလို့ရှိရင်အဲ့ဗျာခင်ဗျာခင်ဗျာကြီးမြေမှာရောက်နေ PDF ကြီးအဲ့ဒါလည်းပြန်ခေါ်ခေါ်ပြီးတော့ကျွန်တော်တို့ ဲ့တော့မှအီယူရင်းနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ကနေပြည်တော်ဝိုင်းရမှာဟုတ်လားအပြိုအားတော့ဒုဘက်ဖြစ်တယ်လေတက်ကြည့်တော့ဟောလာကချင်ကိုအားကိုးတာလို့ရခိုင်အားကိုးတာလို့ကျွန်တော်တို့အားကိုးပါယုံလဲယုံပါဒါပေမဲ့သူတို့အားနာမယ်သူတို့လည်းအဲ့လိုကြီးမလုပ်နိုင်ဘူးသူတို့သူတို့ကိုယ်တိုင်ကအေအေရခိုင်ကိုယ်နဲ့အေအေကိုယ်တိုင်ကကဲဘေကလီကိစ္စနဲ့ကဲဗျာရိုဂျာကိစ္စနဲ့သူလည်းပြိနေတာသူသူလည်းမနေလုပ်နေရတာလက်တစ်ခါဟိုဘက်ကကဲဗျာဘင်္ဂလားဒေ့ဆွဲကလည်းပဲနော်အဲစတော့အားလည်းမျိုးမျိုးမျိုးဖြစ်နေတာစစ်တပ်ကတမျိုးဖြစ်နေတဲ့ခါမှာ ဘာမှဟိုယူနစ်ကမစိုးဘူးဒါမှမဟုတ်စစ်တပ်ကလည်းပထောက်ခံတဲ့ခါကျတော့သူကမိုးပြောင်းလိုက်ရတယ်အဲ့လိုမျိုးပေါ့ဗျာစစ်တပ်ကကျတော့အေးယူလည်းအရန်ကြီးပုံပြီးတော့ကျွန်တော်တို့ဟာတော့ဥစ္စာရင်တော့ဥစ္စာရင်ပဲပေါ့ဗျာကျွန်တော်တို့ကိုယ်တိုင်ကြိုးစားမယ်ကြိုးစားလို့ရနိုင်တဲ့လူဦးရေငွေအရင်စိတ်ကကျွန်တော်မှအပြည့်ရှိတယ်ဗျာကျွန်တော်တို့မှာအဲ့လိုရှိပါတယ် ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာနောက်ဆုံးမေးချင်တဲ့မေးခွန်းတစ်ခုရှိပါတယ်ဆရာအဲ့ဒါဘာလဲဆိုအခုဒီကြားပြန်ကိစ္စပေါ့နော်ကြားပြန်ကိစ္စတော်တော်လေးအခြေအနေဆိုးနေတာပေါ့ဆိုတော့ဒီကြားပြန်နဲ့ပတ်သက်လို့ရှင်လည်းဆရာလည်းသိပါတယ်ဘလူတွေပါဝင်ပတ်သက်နေတယ်လဲဆိုတဲ့ကိစ္စလေးလည်းရှိတယ်ဒါတွေကဟောနိုင်ငံရေးဘက်မှာဒီကြားပြန်နဲ့ပတ်သက်တဲ့ခရစ်တရားရောအချို့အဖွဲ့တခုဖြစ်လာနိုင်သလားဆရာဘလူယူဆတယ်လဲကျွန်တော်တော့အဲ့ဒါကိုမျှော်လင့်နေတာဗျာကိုခင်ဗျာအစဖော်ပြတော့ကျေးဇူးမိုက်ကျွန်တော်လည်းအဲ့ဒါမျှော်လင့်နေအခုတစ်ကမ္ဘာလုံးကဒီကြားပြန်တောင်ခံနေရတာကျွန်တော်ကျွန်တော်တို့ရဲ့ဖုန်းနေတယ်လေအဲ့ကြားပြန်ကဟာဝင်လာတယ်အရမ်းပဲစခါလာမျိုးစုံဝင်နေတာပဲအဲ့ဒါမှမဟုတ်ခလုတ်မမနိုင်ဘူးလို့မနေသေးတာနေရအကုန်လူတွေအကုန်လုံး အဲ့တော့ Trump ကလည်းခုပြောလာပြီဟောနိုင်ငံတကာလည်းပြောလာပြီတရုတ်ကလည်းခုပြောပြီပေါ့ဗျာတရုတ်ကပြောတော့ကြာပြီပေါ့ဗျာဒါမှမဟုတ်သူကသူ့လူရင်းဆန္ဒပြည်သွားလို့သူကနည်းနည်းငြိမ်သွားတယ်ပေါ့ဗျာအခုကရင်ဆိုလဲလို့ပဲကြားပြန်နေဝင်ပြီးတော့ကရင်နေကွက်ကုန်တဲ့အကြမ်းကိစ္စပဲလေအခု Trump လာတဲ့ချက်ဒါတဲ့ခါမှာအဲ့ဒီကြားပြန်ကိစ္စကိုနည်းဆောင်းပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်အကုန်လုံးပေါ့ဗျာနိုင်ငံရေးကိုနည်းနည်းပြောလိမ့်မယ်လို့အကုန်လုံးကလည်းပဲဒီကြားပြန်ကိစ္စနဲ့ကျွန်တော်တို့စစ်တပ်ကိုဖိအားပေးနိုင်ရင်ကျွန်တော်တို့ဒေါ်လာကြီးဘက်ကိုတားလာမယ်လို့ဒီလိုလဲမျှော်လင့်နေကြတယ်ပေါ့ကျွန်တော်လည်းမျှော်လင့်ပါတယ်ဗျာ